ာပါရှင်တဝဲဝါရှက်တပတ်အတွင်းတနင်္လာရီတည်းအစီအစဉ်ကနေကြိုဆိုပါတယ်ကျမတို့ရှင်ပါအခုတပတ်မှာတော့စက်တင်ဘာလ26ရက်နေ့ကနေအောက်တိုဘာလ2ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တနင်္လာရီတိုင်းအတွင်းတည်တွေကိုတင်ဆက်သွားဖို့ရှိပါတယ်တင်ဆက်ပေးမဲ့တည်တွေကတော့လုံငန်းပိတ်သိမ်းမှုကျင်းညာထားတဲ့ကံပေါက်တထုလုပ်ွက်တွေလက်ထိုးပြီးပြန်လုပ်နေတဲ့အကြောင်းတဝဲမှာထိပြူဆောင်ပြီးပလင်မော်တရားဟောတဲ့အမျိုးသားတအူးအဖမ်းခံရတဲ့တည်တွေ တရက်ချောင်းမှာ KNL တပ်ဖွဲ့ဝင်၄ဦးလက်နက်တွေယူပြီးစစ်အနာရှင်တပ်စီဖက်ပြောင်းတဲ့အခြေအနေအပါအဝင်တပတ်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်မြေတီတာခံတွေကိုမအိုဆေးတိုက်နေတဲ့ငါအမှုကြီးစိတ်ယုံတွေအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ရေဖြူမျိုးနဲ့ကံပေါက်ကြေးရအုပ်စုမှာတက်ထုလောက်ွက်တွေပိတ်သိမ်းရမယ်လို့ကြေညာထားပေမဲ့စစ်ကွန်မရှင်လောက်ခံအဖွဲ့တွေကလက်ယူပြီးခွင့်ပြုနေလို့ပြန်ပြီးလုပ်ကိုင်နေကြပါတယ်။ ဒီသတင်းကိုဒိုဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ရေပြင်းမြင့်တဲ့ကံပေါ့ကျေးရွာအုပ်စုကတတ်တုလုတ်ွက်တွေကိုပိတ်သိမ်းဖို့ကြေညာထားပေမဲ့စစ်ကော်မရှင်လက်အောက်ခံဖွဲ့တွေကလက်ယူပြီးပြန်လည်လုတ်ကင်ခွင့်ပြုနေတာကြောင့်လုပ်ငန်းတွေဆက်လက်လက်ပတ်နေကြပါတယ်။စစ်ကော်မရှင်ရဲ့ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့ကဩဂတ်စ်လနောက်ဆုံးပတ်မှာတရားမဝင်တတ်တုလုတ်ွက်တွေရန်နာဖို့ကျေးရွာတဲ့လော့စပီကာနဲ့လှည့်လည်ကြေညာခဲ့ပါတယ်။ဒါပေမဲ့စက်တင်ဘာလအစောပိုင်းမှာတော့ ရနာထားတဲ့တတုလုကွက်တွေဟာလက်ငွေရယူပြီးနောက်ရက်ချင်းအုပ်ချုပ်ရေးဖွဲ့ကပြန်လည်လုကైခွင့်ပြုလိုက်တယ်လို့ဒေတာခန်တွေကပြောပါတယ်လုပ်ငန်းပြန်လည်စတင်နိုင်ဖို့ရက်ချင်းအုပ်ချုပ်ရေးအဖွဲ့မော်ရဝတီရေတပ်နဲ့ရတဖွဲ့တို့ကိုငွေကြေးပေးဆောင်ခဲ့ရတယ်လို့ကမ္ဘောဒီးယားဒေတာခန်တတုလုသမားတဦးကဖွင့်ဟပါတယ်ဒေတာခန်တွေပြောကြားချက်အရလုပ်ငန်းရှင်တွေဟာဟိဇဲပင်လယ်ဝတ်ထဲစီးဝင်တဲ့ချောင်းတွေဘေးကဥယျာဉ်ခြံမီတွေကိုဝယ်ယူပြီး တတ်တူတူဖို့ရေးလုပ်ငန်းတွေပေါ်ဆောင်နေကြတာပါပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ Google Arch ကနေတဆင့်တိုက်တာခဲစဉ်ကပင်အဲ့ဒီတတ်တူလုပ်ွက်တွေရဲ့ area ဟာဧက200ကျော်ရှိခဲ့ပါတယ်လက်ရှိမှာတတ်တူလုပ်ွက်တွေထပ်မံတိုးချက်နေတာကြောင့်ပြီးခဲ့တဲ့ဇူလိုင်လကကမ်ဘောရွာကန်ကုန်တော်ရပ်ကွက်မှာရှိတဲ့သတင်းသားဤတဘောဝကျုံဝိုင်းစီမံကိန်းဥယျာဉ်အုပ်ချုပ်ရေးမှူးရောအနောက်ဘက်ထိလုပ်ွက်တွေရောက်ရှိနေပြီဖြစ်ပါတယ် အနာမသိမီကာလကတတ်တူဆုံးကြည့်ရေးအဖွဲ့တွေရှိခဲ့ပေမဲ့လက်ရှိမှာတော့ဆုံးကြည့်သူမရှိတော့တာကြောင့်တတ်တူလုကွက်တွေဟာနေရာအနှံ့ဗျံပဒါတူးဖော်နေကြပါတယ်။ဒဝယ်မျိုးပေါ်မှာထိဖြူဆောင်ပြီးပလင်မော် တရားဟောလေးရှိတဲ့အမျိုးသားတဦးစက်တင်ဘာလ25ရက်နေ့ကဖမ်းဆီးခံလိုက်ရပါတယ်။ဒီတင်းကိုတော့ဒဝယ်ဝက်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ဒဝယ်မျိုးပေါ်မှာထီးဖြူဆောင်ပြီးပလင်မော်တရားဟောလေးရှိတဲ့အမျိုးသားတအူစင်တီမာလ25ရင်းကဖန်စီခတ်လိုက်ရပါတယ် ဝဲကျော်ရက်ွက်လေးဝဲမတီထောင်ဖွက်လက်ထားတဲ့ယထာဘူတာပြိပတ်တိတသနာရေးတာဦးဆောင်သူအသက်50ဝန်းကျင်ရွယ်ဦးကြီးချင်းကိုတသနာရေးတာဝန်ရှိသူတွေနဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာလို့ဒိုအတန်ကအချို့ကမိပါတယ်ရဟန်းတကာရော်တွေကင်တဲ့ရက်တောင်ကိုကင်မီတရားဟောတာထီးဖြူမိုဘီတရားဟောတာပလီမွန်ထိုင်မီတရားဟောတာရဟန်းတို့အရောက်ဆောင်တူခိုတာနဲ့ဂိမ်းဖွဲ့တာတွေကြောင့်ဖန်ဆီးခဲ့တာလို့မိပါတယ် ဥယျချင်းကိုဝင်ရောက်ဖမ်းဆီးပြီးနောက်တသနာဆိုင်ရာပြစ်မှုပုံမှန်195ကာဂျီနဲ့ကနအိုးတရားဆွဲဆိုထားတယ်လို့ဒဝန်မြုတ်ခန်ရဟန္တာဘာကမိပါတယ်။အဲ့ဒီရိတ်တာအတွင်းထိဖြူမှုပြီးပလင်ဘိုတရားဟောနေတဲ့ဥယျချင်းရဲ့ဓာတ်ပုံတွေရှိုးဆယ်မီဒီယာပေါ်ပြန့်နှံ့လာပြီးနောက်ဒဝယ်ဒီတာခန်တန်ကာရော်ရဲ့တိုက်တော်ချစ်အရာဝင်ရောက်ဖမ်းဆီးခဲ့တာလို့တန်ကာအတန်းဝိုင်းစီကအတည်ရပါတယ်။ ယုံကြည်ကိုးကွယ်ရာဘာသာတစ်ခုခုကိုစောကားသူတော်မဟောင်းစောကားရအထုပ်သူကိုပုံမှန်195ကာကြီးနဲ့တရားဆွဲဆိုနိုင်ပြီးတင့်မှုထင်ရှားရင်ထောင်လန်နှစ်ဖြစ်စေငွေတဲ့ဖြစ်စေဒဏ်ရက်လို့ဖြစ်စေချမှတ်နိုင်တယ်လို့သတ္တနဆိုင်ရာပြစ်မှုတွေမှာဖော်ပြထားပါတယ်။တပတ်တွင်တင်တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။တဲချောင်းမျိုးနဲ့ရန်တောင်ကျေးရွာဝန်းကျင်မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ဖွဲ့ဝင်လေးဦးလက်နက်တွေယူပြီးစက်တင်ဘာ23ရက်နေ့ကဆေးရနာရှင်တက်စီဖက်ပြောင်းသွားပါတယ်။ ဖက်ပြောင်းသွားသူ၄ဦးကခရင်ညူတမဟာလေးမိတဝဲခရိုင်ကိုကမ်းမှုအောက်မှာရှိတဲ့ခရင်နယ်လီတရင်ဆက်နှစ်တက်ခွဲတက်ကဖြစ်တယ်လို့ခရင်ညူမိတဝဲခရိုင်အတွင်းရင်မှုပရိုဆိုအန်နာကအတည်ပြုပြောဆိုပါရယ်အဲ့ဒီ၄ဦးအနက်တဦးကဆေးအနာရှင်တက်သားဟောင်းဖြစ်ပြီးကျန်၃ဦးကတော့ကိုတူလေးအောင်မီကနေဖက်ပြောင်းလာသူတွေဖြစ်တယ်လို့ပရိုဆိုအန်နာကပြောပါရယ်ဖက်ပြောင်းသူလေးဦးအနက်၃ဦးကကော်တူလီအာမီကဖြစ်တယ်လို့ဘီဒိုဆော့အန်နာရဲ့ပြောဆိုချက်အပေါ်ဒေဝဲဝက်ရှ်အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။ စကုမရှင်ဝါရဖြန့် channel တွေမှာတော့ PDF လေးဦးက MA1 တက်နှက်တက်လက် RPG တက်လက် Type 79တက်လက် RPG ဘုံတီ၃လုံး40မမဘုံတီ၃လုံးနဲ့ကြည်စံတွေပါအနှံခဲ့ရလို့ဖော်ပြပါဗျ။ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့တွေရဲ့တာဝန်ရှိသူတွေကိုမေးမြန်းရမှာတော့ဗက်ပြောင်းသူ၄ဦးက PDF တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ပြောဆိုပါတယ်။ ပလောင်မျိုးနဲ့ပလောင်မျိုးမှာရှိတဲ့အမှတ်စနစ်ဆင်းရနာရှင်တက်တမ်းမြင့်လေးကျင်းရင်တင်တန်းကြောင်းကစစ်မှုထမ်းတပ်သားတစ်ခုနှစ်ဦးကရင်မျိုးသားစီယုံခင်းယူတမဟာလေးစီထွက်ပြေးခလုံးလာပါတယ်အဲဒီစစ်မှုထမ်းတပ်သားတစ်ခုနှစ်ဦးဟာထိုင်းနိုင်ငံမှာအလုသွားလုပ်ချင်းဖမ်းဆီးခံရပြီးတဲ့နောက်မြန်မာနိုင်ငံကိုပြန်ပို့ခံရသူတွေဖြစ်တယ်လို့တမဟာလေးကစက်တင်ဘာလ22ရက်နေ့မှာထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံကိုပြန်ပို့ခံရပြီးတဲ့နောက်စစ်မှုထမ်းတင်တန်းကြောင်းကိုအရမပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို စစ်မှုထမ်းဆူဆောင်းခံရပြီးတဲ့နောက်စစ်မှုထမ်းတင်တဲ့အပတ်စဉ်18ကိုတက်ရောက်နေသူတွေဖြစ်ပြီးလက်နဲ့မပါဘဲဖက်ပြောင်းလာတာလို့ KND ကိုတရင်ခွနဲ့တက်ခွဲငါတက်ခွဲမှုကပြောပါတယ်ဆန္နာရှင်တက်ကအရမစစ်သားဆူဆောင်းနေချိန်ထိုင်းနိုင်ငံရန်နောင်ထင်းသိမ်းစခန်းကမြန်မာနိုင်ငံသား140ကိုစက်တင်ဘာလ23ရက်နေ့မှာကော့တောင်းဖက်ကိုနောက်ထပ်ချိန်ထပ်ပြီးလွှတ်ပြောင်းပေးလိုက်ပါတယ်။စက်တင်ဘာလ9ရက်နေ့ကလည်းမြန်မာနိုင်ငံသား152ဦးကိုနေရပြန်ပို့ခဲ့ပြီးတဲ့နောက်ဒုတိယချိန်ထပ်ပို့ခဲ့တာပါ။ ိုင်းနိုင်ငံတွင်အကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရပြီးတဲ့နောက် renowned ထိသိရေးစခန်းမှာထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံသား140ကိုကော့တောင်ဖက်ထပ်မံလွှဲပြောင်းပေးခဲ့တာပါစက်တင်ဘာလ23ရက်နေ့နေရပြင်ပို့တာကအခုနှစ်အတွင်း17ချိန်မြောက်ဖြစ်ပြီးနေရပြင်ပို့ခံရသူ1680ဦးအထိရှိလာပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်း renowned ထိန်းသိမ်းရေးစခန်းကနေကော့တောင်ဖက်ပြန်လွှဲပြောင်းပေးမှု14ချိန်အထိရှိခဲ့ပြီးမြန်မာနိုင်ငံသား2005ဦးကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ နေရပြန်ပိုးမယ့်မြန်မာနိုင်ငံသားတွေကိုရနောင်းစစ်ကန်ကနေတဆင့်ကော့တောင်ဘက်ကိုဆက်လက်နေနဲ့လွှဲပြောင်းပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆီယနာရှင်တပ်ကလည်းနေရပြန်ပိုးခံရသူတွေထက်စစ်မှုထမ်းအသက်အကျုံးဝင်သူတွေကိုအရမစစ်မှုထမ်းခိုင်းဖို့စတိုက်ဖန်ဆီးနေပါတယ်။ပုတ်ပြင်းမြို့နယ်အလမန်ကျေးရွာမှာတံတားပြိုကျပြီးရဲအယားရှိတအူးသိမ်းဆုံးသွားပါတယ်။ စက်တင်ဘာလ25ရက်နေ့ည9နာရီဝန်းကျင်ကရဲရရှိမောင်ကိုကိုဟာ LMN ရွာတဲ့လူသွားလန်းတဒါတနေရာမှာဖုံပြောနေချင်းတဒါမတော်တဆပြေကျသွားတာလို့ဒေသခံတွေကပြောပါတယ်။တဒါပြေကျချင်းရဲရရှိမောင်ကိုကိုအပါအဝင်တခြားသူတွေလည်းရေထဲပြေကျသွားတယ်လို့ဆိုပါတယ်။ရေထဲပြေကျသွားသူတွေထဲရဲရရှိမောင်ကိုကိုတယောက်ပဲသိဆုံးသွားတာလို့ဒေသခံတချို့ကပြောပါတယ်။ မန်ဂိုကိုဟာမြင်းမြို့မရဲစခန်းမှာဒုရဲအုပ်ရာထူနဲ့တာဝန်ထမ်းဆောင်ခဲ့ပူပြီးလက်ရှိမှာတော့ဗိုလ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေပြီးဘာယာထူရှိတယ်ဆိုတာကိုအတိအကျမသိရသေးပါဘူး။တေဆုံးသွားတဲ့ရဲအရာရှိမောင်ကိုကိုဟာဗိုလ်ပြင်းမြို့နယ်ကနေမြင်းမြို့ကို ရေလန်းကနေသွားဖို့အလမန်ကျေးရွာကိုရောက်ရှိနေတာလို့ဗိုလ်ပြင်းမြို့ခန့်တချိုစီကသိရပါဗျ။တပတ်တွင်သတင်းတိုတွေကိုနားဆင်ခဲ့ရတာပါ။ ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့မြေဒေသခံတွေကိုမအိုစေးတိုက်နေတဲ့ငှားမှုကြိတ်ဆက်ယုံတွေအကြောင်းကိုတော့ဒဝဲဝက်ရှ်အဖွဲ့သားတူကပြောပြပေးသွားမှာဖြစ်ပါတယ်။အင်လဘေးကက်လျက်မှာတည်ရှိပြီးနူးရီတသိန်းကျော်နေထိုင်တဲ့ကန်ယိုရံမြို့ဖြစ်တဲ့မြေမြို့ဟာငှားမှုကြိတ်ဆက်ယုံကထွက်တဲ့အနံ့ဆိုးတွေနဲ့လှိုင်နေပါတယ်။အင်လဘေးမှာရှိလို့လေကောင်းလေတန်ရရမယ့်အစားအနှံ့ဆိုးတွေပြည့်လှိုင်နေတဲ့မြေမြို့ဟာမြန်မာနိုင်ငံတောင်ဘက်ဆုံးမှတည်ရှိတာပါ။ ငိတ်မြို့အင်းလင်းမြိုင်စက်မှုဆောင်မှာငါမဟုတ်ကျိတ်ဆက်ယုံလေးယုံနဲ့ငိတ်တစ်ဖက်ကမ်းမှာရှိတဲ့ကျုံးစုမြို့နယ်ပထောပထက်ကျုံးပေါ်မှာဆက်ယုံတယုံရှိပြီးပုတ်ပွနေတဲ့ပင်လယ်ထွက်ပါကေးငါးတွေကို အမှုတ်ကျိတ်ပြီးတရိတ်ဆာအစာထုတ်လုပ်နေကြတာပါအဲ့ဒီငါမဟုတ်ကျိတ်ဆက်ယုံတွေဟာ2000ကျစ်နှစ်ဝင်းကျင်ကလေးကရှိနေပြီးအနံ့ဆိုးထွက်တဲ့အတွက်အစိုးရအဆက်ဆက်ကင်တွယ်ဖြည့်ရှင်းနေရတဲ့ပြဿနာတစ်ခုလည်းဖြစ်ပါတယ် အန်အေဒီအစိုးရလက်ထက်ကမြို့ကန်တွေရဲ့ဝေဖန်ပြောဆိုမှုတွေမြင့်တက်ခဲ့ပြီးတဲ့နောက်တိုင်းဒေသကြီးလွှတ်တော်မှာတင်ပြဆွေးနွေးကြရကတာဝန်ရှိသူတွေရဲ့အရေးယူဆောင်ရွက်မှုတချို့ရှိခဲ့လို့အနံဆိုးထွက်တာရောပါခဲ့မှုပါတယ်။အဲ့ဒီနောက်ပိုင်းနံဆိုးကအချိန်ပိုင်းလောက်ပဲထွက်နေရကနေလက်ရှိအချိန်မှာတော့တရလုံးနီးပါးအနံ့ရပြီးတမျိုးလုံးအနံ့နံနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ပင်လယ်ဘေးမှာရှိနေတဲ့မြင်းမျိုးကန်တွေဟာ လေကောင်းလေတန်အစာဒီလိုအနံ့ဆိုးတွေပဲနေတိုင်းရှူရှိုက်နေရတဲ့အတွက်တဖြည်းဖြည်းနဲ့ကျန်းမာရေးပြဿနာကြုံလာရတယ်လို့ညှိတွားကြပါတယ်။ဒီအနံ့ဆိုးတွေကြောင့်ယောဂါတွေနဲ့နဗန်းလုံးနေရတဲ့မြိတ်မျိုးခံတွေအတွက်တော့ဒီဆက်ယုံတွေကတိုက်တဲ့မအိုစေးတောက်နေကြရတယ်လို့ပါပဲ။မြိတ်မျိုးနောက်လည်ရက်ကွက်ကအသက်35နှစ်အရွယ်မပြည့်စုံကလည်းငါးမုတ်ကျိတ်ဆက်ယုံတွေကထွက်တဲ့အနံ့ဆိုးတွေကြောင့်ခေါင်းကိုက်တာကိုလက်မအီမတာဖြစ်ပြီးကျန်းမာရေးထိခိုက်လာတယ်လို့ဆိုပါတယ်။ အဲ့ဒီအနံတော်ပြေးလောခေါလတော်ထိုးရဲ့အချင်းသူလက်စိတ်တမျိုးပဲလေရေးပြီးတို့ဖြည့်ပြီးထမင်းလက်စမကလူကလေကားလေးတန်ဆူချင်းနဲ့ဆိုရတော့မှလေထဲမှာအဒီကောက်ဘရန်အဆိုင်ရပါနေရဆိုတော့ဘလို့ကြမ်းမတော့မလဲတကောက်တလေစဉ်းစားမိရဆေးရုပ်တော်ပြေးရဆိုတော့အဆီဂျင်ရှူအောင်မလားဆိုပြီးရရှူနေတဲ့လေရမတန်တော့အသိစုမောပြီးဆိုအန်လဲအန်ချင်းပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ဖွံ့ဖြိုးတဲ့မြိတ်မြို့ကငါးအနက်နဲ့မစိမ့်ပေမဲ့ ငါးမုတ်ကျိတ်စိတ်ယုံတွေကထွက်တဲ့အနံ့ဆိုးရတံကို အလိုလဲခံနေကြရပါတယ်။ရိမ့်မျိုးမျိုးတရက်ကွက်မှာနေတဲ့အသက်30ရွယ်မတ်တီတာလဲအနံ့ဆိုးဖို့နေတိုင်းအချိန်တိုင်းရှူရှိုက်နေရတဲ့အတွက်အသက်ရှူကျက်ပြီးနေထိုင်မကောင်းဖြစ်နေတယ်လို့ဆိုပါတယ်။အဲ့ဒီအနံ့အမတို့ငယ်ငယ်ကမကြခဏရလာတဲ့အနံ့အမတို့နဲ့စိမ့်တော်မစိမ့်ဘူးဒါပေမဲ့အခုကအရင်ကလိုအချိန်နဲ့ရတာမဟုတ်ဘူး။တနေ့လုံးဒီအနံ့သွားလဲဒီအနံ့စားလဲဒီအနံ့တစ်မျိုးလုံးနံလာတာ အရင်ငေါမုံဆက်အနမ်းမရတဲ့ရက်ွက်တွေတောင်မှအနမ်းလာတာအခုကရှူရှိုင်းမိတာများလာတော့အသက်ရှူရကျက်တယ်ရင်ကျက်ယောဂခံရှိတဲ့တမားတချို့ဆိုရင် အောက်ဆီဂျင်မှရှူနေရတယ်လို့ကြားတယ်ကလေးတွေတက်ကြီးရွယ်အိုတွေကိုဝန်တွေတွေအဲ့ဒီတံကိုပို့ခံနေရတယ်အဲ့ဒီငေါမုံတိတ်စိတ်ုံတွေကထွက်တဲ့အနမ်းသက်ဆိုးတွေထဲမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ငွေ့တွေအပါအဝင်တခြားဓာတ်ငွေ့တွေ ပါဝင်တဲ့အတွက်ရှူရှိုင်းမိရင်ပြုတ်အန်တာ green ပြက်တာခေါင်းကိုက်တာ ညလုံးနဲ့အေးပြားရာရံတာပန်းနိုင်ရင်ကျက်ဖြစ်တာ စတဲ့အသက်ရှူလမ်းကြောင်းနဲ့အာယုံကျောဆိုင်ရာပြဿနာတွေနှလုံးသွေးကြော ပြဿနာတွေကြုံတွေ့ရလေရှိတယ်လို့ဒေါက်တာထူးနေအောင်က ပြောပါတယ်။ဒေါက်တာထူးနေအောင်ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနတနင်္သာရီတိုင်းကျန်းမာရေးတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေတာပါ။အဓိကကျွန်တော်တို့တတိပြုရမှာတော့ကျွန်တော်တို့ဒီမွေးကင်းစာခလေးငယ်လေးမျိုးကျွန်တော်တို့တင်ကြည့်ရွယ်ဦးလေးပြီးတော့နှလုံးနဲ့ဒီအဆုပ်ယောဂခံရှိတဲ့သူတွေဆိုတော့ ဟိုအတတံငွေလေးကြောင်ပြီးလေနော်အနာသက်ဆုလေးကြောင်ပြီးတော့ပို့ပြီးတော့ဒီခံစားရနိုင်ပြီးတော့ဒီပြင်းထန်တဲ့ဆူကျိုးလေးတော့ခံရနိုင်ချေပို့ပြီးတော့မြောင်းနိုင်တာပေါ့လေနော်ဒီလိုမျိုးကျန်းမာရေးပြဿနာအများပြဖြစ်နိုင်တဲ့ရင်းမြုပ်ကငါးမှုတ်ကျိတ်စက်ယုံတွေကအနံ့သက်တွေဟာအာနာသိစေကောင်းဆောင်ဘူချုံမှုကြီးမင်းအောင်နိုင် ရောက်လာတဲ့အချိန်မှာတော့ရပ်ပိုင်းအကြာတက်တာရောပါခဲ့ပြီပါတယ်စေကောင်းဆောင်မလာခင်တရက်အလိုဖြစ်တဲ့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းကစလို့အနံ့ဆိုးထွက်တာရောပါသွားတာပါ ဒါပေမဲ့စစ်ကောင်းဆောင်ပြန်သွားပြီးတဲ့နောက်တည့်ရက်မှာပဲအနံဆိုးတွေကမြိတ်ညူအနံပြန့်နှံ့လာတယ်လို့မျိုးကန်တွေကပြောပါတယ်။ဒီလိုမျိုးမျိုးနေလူမှုတိမ့်ချီခံစားနေရတဲ့အနံသက်ဆိုးတွေရော့ပါတတ်တာစီ NLD အစိုးရလက်ထက်ကလေးကကြိုးပမ်းလှုပ်ဆောင်ခဲ့ပူပါတယ်။ NLD အစိုးရလက်ထက်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှာကြားနာခဲ့ပူပြီးလွှတ်တော်ရဲ့ဂရိကဝတ်ကော်မတီကကွင်းစင်းတာမျိုးကန်တွေနဲ့တွေ့ဆုံတာ တည်သူကျမ်းမာရေးလို့တပ်ဆိုင်ရာဌာနတွေကို ခေါ်ယူကြားနာတာတွေလှုပ်ဆောင်ခဲ့မှုပါတယ်။အဲ့ဒီအချိန်ကဒေါက်တာထူးနေအောင်ကတနင်္သာရီတိုင်းလွှတ်တော်ရဲ့ဂတိကဝတ်ကော်မတီဥက္ကဋ္ဌတာဝန်ယူခဲ့တာပါ။မြေခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကိုခေါ်ယူကြားနာတဲ့အချိန်အဲ့ဒီဌာနကတင်ပြတဲ့အစီရင်ခံစာအရငါးမုတ်ကျိတ်စိတ်ုံတွေကဟိုက်ဒရိုဂျင်ဆလဖိုက်ဓာတ်ငွေ့ထွက်ရှိပြီးအနက်သက်ဆိုးတွေထွက်လာစေတယ်လို့ဒေါက်တာထူးနေအောင်ကပြောပါတယ်။ ဒီလိုမျိုးဒီဟိုဘယ်ဟိုဂျင်ဆော့ဖိုင်းတံငွေပုံမှန်တာလေးကိုအမြတ်ပြောင်းဝင်လေနော်ကျွန်တော်တို့ဒီအခြေကောက်လာနိုင်ငံတွင်းမှာဆူဆိုင်ရမယ်ဆိုရောကျွန်တော်တို့အသက်ဆုကြံတော့လို့ဂီယံဝတန်းဖြင်းတော့လို့တင်းတော့လို့တတိလင်းတော့လို့လည်းဒီအသက်သိဆုပ်ချစ်တီဖြင်းနိုင်ဆိုပြီးတော့သူတို့နေ့နဲ့ဒီလိုမျိုးဒီအစီရင်ခံစာမှာတင်ပြလာတဲ့ဟာမျိုးတော့ကျွန်တော်တို့တွေ့ရတော့ပါလိမ့်အနေဒီအစိုးရလက်ထက်ကငါးမုတ်ကျိတ်စက်ယုံကအနံဆိုးထွက်တာတတ်တာရောပါးစီလှုပ်ဆောင်ခဲ့ပေမဲ့ အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့သက်ဆိုင်ရာဌာနတွေရဲ့အေးအေးယူကန့်တွဲမှုကင်းမဲ့သွားတာကြောင့်အနန္တထွက်တာပိုဆိုးလာတယ်လို့မျိုးကန်တွေကပြောပါတယ်။ဆေးအာနာရှင် KSS ဆက်မှာလုံလီလုံထရှိတဲ့အာနာရှင်ခေါင်းဆောင်တွေလာတဲ့အချိန်မှထုံတုပ်ဆေးချေအနတ်သက်ကောင်းပြီးတာယာနေပြော်တဲ့ဝင်းကျင်ဖြစ်မြင့်စေဖို့နှီးမျိုးစုံနဲ့လက်ပူတိုက်လှုပ်ဆောင်ရင်းရှိပါတယ် ဒါပေမဲ့အာနာရှင်ပြန်သွားပြီးတဲ့နောက်မြို့ကန်ပြည်သူတွေကတော့စိုးဝါလာတဲ့အနတ်သက်ဆိုးတွေကိုပဲအောက်အီးရှူချရင်နေစဉ်ဘဝကိုဖျက်ဆီးနေရပါတယ်ဒီလိုမျိုးဟိုက်ဒရိုဂျင်ဆလဖိုက်ဓာတ်ငွေ့ပါတဲ့လေထုကိုရေရှည်ရှူရှိုက်နေရမယ်ဆိုရင်မြို့ကန်တွေရဲ့ကျန်းမာရေးပြဿနာပိုဆိုးလာနိုင်တယ်လို့ဒေါက်တာထူးနေအောင်ကပြောပါတယ်နင်းနင်းညာညာပေါ့လေဒီလိုမျိုးဒီစစ်တိုင်းအနားလေးထွင်နေမှဆိုတော့ကျွန်တော်တို့ကတော့ဒီလိုမျိုးအသင်အနေရဲ့ချစ်ချောင်လိုက်တဲ့ဆင်တီတော့ကျွန်တော်တို့ရောင်းလောင်းနိုင်ရယ်ဆိုပြီးတော့ဒီလိုမျိုးသုတ်တမ်းလို့ရတော့ပေါ့ ဒဝဲဝက်ရှိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါ။နောက်ပတ်တွေမှာလည်းတင်းနှိုင်းတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။